မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းလာမြို့နယ်မှာတချင်းရံပြန်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ရာဗုံးမှုတော်ဝအပါအဝင်အယောက်20သေဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ောက်တိုဘာလ16ရက်နေ့မွန်လွယ်3နိုင်ခွဲအချိန်ခန့်မှာမလွန်ရွာမှာရှိတဲ့ကပ္ပစနှစ်ကတက်အပြောင်းလဲလုတ်ရန်ထွက်လာတဲ့အင်အား60လောက်ပါတဲ့စေကားနှစ်စီးကိုမင်းလာမြို့နယ်လက်ပံတကားကြီးရွာတရက်အုပ်လမ်းခွဲစာတင်ကျောင်းအနီးမှာဒုတက်ခွဲမှုဝတ်တန်ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဟာညနေ4နိုင်5မိနစ်အချိန်ထိဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က12ဦးသေဆုံးပြီးတော့26ဦးထိခိုက်ဒဏ်ရာရရှိကာ ကားနက်စီးလဲပျက်စီးသွားတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲမှာဒုတက်ခွဲမှုဝတ်တန်ဟာဒဏ်ရာရရှိပြီးတော့မပြေးနိုင်တော့တဲ့အတွက်လက်အောင်ငယ်သားတော်လိုင်းရဲဘော်များကိုတက်ပြန်ဆုတ်ခိုင်းခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာပြင်းထန်ရရှိတဲ့အတွက်မပြေးနိုင်တော့တဲ့ဒုတက်ခွဲမှုဝတ်တန်ကစစ်တပ်ထမ်းမှအဖမ်းမခံတော့ဘဲနဲ့လက်ပြမိုင်းကိုဖောက်ခွဲပြီးမိမိကိုယ်ကိုအဆုံးစီရင်သွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိသူ26ဦးတဲ့ကတက်တွင်းသတင်းရင်းမြစ်ရဲ့ပြောပြချက်အရာ ရှင်းဦးထက်မှန်တေဆုံးခဲ့ပြီးတော့စစ်ခွေးများချောဆွဲခံရတဲ့ကာနစီကရေမောင်းတအူးဖြစ်သူဟာလည်းလက်ပြတ်ထွက်သွားတယ်လို့သိရပါဗျ။ထက်မှန်တေဆုံးသူများထဲမှာမလွန်ရွာကကပ္ပစနှစ်ကစစ်ကြောင်းကိုဦးဆောင်လာတယ်။ဘုံမူအဆင့်ရှိတဲ့အရာရှိတအူးလည်းပါဝင်တယ်လို့သိရပါဗျ။မင်းလာမျိုးနဲ့အပိုင်လက်ပံတကားကြီးရွာတရအုပ်လမ်းခွဲထိတ်မှာတက်ချင်းမို့လာတဲ့ကျွန်တော်တို့မင်းဘူးခရိုင်အမှတ်နဲ့တိုင်ရင်ကဒုခွဲမှုဝတန်ဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့တာမျက်မြင်တွေ့တာကတော့ကားပေါ်မှာပါတဲ့စစ်ခွေးဆက်နှကောင်သေးတယ်26ကောင်ဒဏ်ရာရတယ် စိတ်ခွေးရှစ်ကောင်ထက်သေးပါတယ်စိတ်ခွေးတွေရဲ့ချောဆွဲခံရတဲ့ရင်မောင်းတအူးလဲလက်ပြက်ထွက်သွားတယ်လို့သိရတယ်လို့မင်းဘူးခရိုင်အမှတ်နဲ့တိုင်ရင်ကရုံးတာဝန်ခံဆရာကျောင်းကရှင်းပြထားပါတယ်တိုင်းပြည်နဲ့ဖိနှိပ်ခံပြည်သူတွေအတော့မင်းဘူးခရိုင်အမှတ်နဲ့တိုင်ရင်ကအကြမ်းဖက်စစ်အာဏာရှင်တွေပြုတ်ကြတဲ့အထိဆက်လက်ပြီးတော့ခြေမုံသွားမှာဖြစ်တယ်လို့သိရပါတယ်ပြည်သူများအနေနဲ့စစ်ကောမရှင်စစ်သားရဲများရဲ့အနီးပတ်ဝန်းကျင်တွေမှာနီးနီးကပ်ကပ်နေထိုင်သွားလာခြင်းမပြုကြရန် လေးစားစွာနဲ့အသိပေးလိုပါတယ်လို့မင်းဘုခရအမတ်နဲ့တရင်က ရုံတာဝန်ခံဆရာအကြောင်းကပြောဆိုထားကြောင်းသိရရှိပါတယ်ခမောင်းဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းခမောက်ကြီးမြို့နယ်လုံဖောရွာမှာရှိတဲ့အုတ်ချုပ်ရေးမှုနယ်ပြူစော်တီနှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေခုခံထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာ ပုံးပေါင်စလုံးတိတ်ဆုံးကလက်နက်ခဲရန်နဲ့စကားပြောဆက်များကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ14ရက်နေ့မနက်၈နာရီခန့်မှာခမောက်ကြီးမြို့နယ်လုံဖော်ကြီးရွာအတွင်းကိုတော်လိုင်းတပ်ဖွဲ့များကရှောင်းတခင်ဝင်ရောက်ပြီးတော့ကြီးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်နဲ့ကြီးရွာပြူစောတိခေါင်းဆောင်အင်းစိုးတို့ကိုလုံခြုံတဲ့တန်နီယာမှာစစ်စီမင်းများညှိနှိုင်းပြီးတော့ပြန်လွတ်ရန်အတွက်အုပ်ချုပ်ရေးမှူးဝင်းမြင့်ရဲ့ကားကိုပါယူဆောင်လာပြီးတော့ဖမ်းဆီးလာတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်လုံဖော်ကြီးရွာအလွန်တန်နီယာမှာ နတ်မနွယ်ကြီးပါကပြူစောတိခေါင်းဆောင်တပ်ဦးကိုထမှန်တွေ့ရှိတဲ့အတွက်ကြောင့်ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်အဲ့ဒီနေ့နေ့လယ်၁၂နာရီလောက်မှာလမ်းခူးလက်တနေရအရောက်နေ့လယ်စာစားနေတဲ့အချိန်ပြူစောတိတပ်ဦးက၎င်းမှာအသင့်ပါလာတဲ့ Magnum Pistol နဲ့ပစ်ခတ်ခုခံပြီးတော့၃ဦးစလုံးဖတ်ပြေးခဲ့တဲ့အတွက်ဒေါ်လာရဲတပ်ဖွဲ့ဝင်တွေကလိုက်လံပစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာ သုံးစလုံးမသာပေါ်သွားတယ်လို့ပြောပါတယ်အခုလိုပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာပြူစောတိတပ်ဦးပြစ်ခတ်တဲ့ကြီးစံဟာတော်လိုင်းရဲဘော်တအုပ်ရဲ့ညာဘက်ပောင်းကိုကြီးရှက်ထိဒဏ်ရာရရှိခဲ့ပြီးတော့၎င်းတို့သုံးဦးထံကနေပြီးတော့စကားပြောဆက်၄လုံးဖုန်း၄လုံး၉လုံးကြီးခောက်ချိုးအရှိတလက်၎င်းကြီး၃တောင်မက်ဂနမ်ပစ္စတိုတလက်၎င်းကြီး၅တောင်ပြည်သူစစ်ကပ်ပြားများနဲ့ highlight vigo ကားတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်အမှန်တရားကိုမြင်တဲ့သူပြည်သူနဲ့အတူတသားတည်းရှိတဲ့လူတွေဟာဒီအချိန်မှာအများကြီးပြောစရာမလိုတော့ပါဘူး အခုချိန်ထိပြည်သူကိုမျက်နှာမမူတဲ့လူတွေအတွက်ကလည်းသူတို့သွားရမယ်လမ်းကရှင်းနေပြီးသားပါလို့ပြောချင်ပါတယ်လို့ကော်တောင်းခရိုင်ပြည်သူ့ကာကွယ်အဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးက ပြောဆိုထားပါတယ်။ဒါအပြင်နောက်နောက်မှာအခုလိုမျိုးဖြစ်စဉ်များထပ်မံမဖြစ်စေရန်ကော်တောင်းမြို့နယ်အတွင်းမှာရှိတဲ့ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့များနဲ့ပြူစောထီအဖွဲ့များဟာတော်လိုင်းအင်အားစုများကခေါ်ယူပြောဆိုရမှာကောင်းမွန်စွာပြန်လည်ဆက်ဆံကြပြီးတော့ပြည်သူနဲ့အတူပူးပေါင်းပါဝင်ရပ်တည်သွားကြရန်တိုက်တွန်းအပ်တယ်လို့ပြောဆိုထားပါတယ်။ ်မြည်သူဘက်ကမရက်တီဂျင်နဲ့မြည်သူအဖွဲ့ဖြစ်စေမြည်သူတအူးတယောက်ကိုဖြစ်စေစစ်ကော်မရှင်နဲ့အပေါင်းပါမှန်တမ်းများကိုကော်တောင်းခံပြည်သူကာကွယ်တော်လှန်ရေးအင်အားစုများကလှုပ်ထုံးလှုပ်နှီးနဲ့အညီဆက်လက်ပြီးတော့အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့သခိုင်းတားခန့်ပန့်မျိုးဘက်ကိုဥတီလာတဲ့စစ်ခွေးစစ်ကြောင်းဟာကလေးတမူးလမ်းပေါ်ကစော်ဘွားရေရှင်ရွာနာကိုရောက်ရှိနေပြီးတော့မတိန်ရှောင်ဟာသေးတဲ့ဒေသခံပြည်သူတွေအတွက်အန္တရာယ်များတာကြောင့်အ мян တိန်ရှောင်ကြဖို့အတွက်ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ခွေးတပ်ဖွဲ့ဝင်300ကျော်ကတဲ့နဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်200ကျော်စုစုပေါင်းခံမှန်းအင်အား900ကျော်ပါဝင်တဲ့စစ်ခွေးစစ်ကြောင်းဟာစော်ဘွားရေရှင်ရွာမှာရောက်ရှိနေပြီးတော့ရှေ့ကိုတိုးဖို့ပြင်နေတယ်လို့သတင်းရရှိပါရယ်ရှောင်နေတဲ့သူတွေကရှောင်နေကြပြီးကတ်တက်နေတဲ့သူတွေလည်းရှိနေသေးတယ်ဒါကတော့အခြေအနေအရပေါ့လေဒါပေမဲ့စစ်ခွေးစစ်ကြောင်းကတော့မဲမဲမြင်ရကိုရန်လုံးမှာပဲအခုလည်းအရက်သားတွေဖမ်းဆီးခံနေရပြီးတော့တပ်ဖြတ်ခံနေရတဲ့သူတွေလည်းရှိနေပါတယ်ရှောင်ကြဖို့ပဲအရေးကြီးပါတယ်လို့စစ်ရှောင်ကိုကူညီပေးနေသူတအူးက အော်တိုဘားလ20ရက်နေမှာပြောကြားထားပါတယ်အိန္ဒိယနိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ကလေးတမူလန်းကိုနယ်မြေစိုးမိုးမှုရယူဖို့နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ခန်းပန့်မြို့ကိုတိုက်ခိုက်ဖို့စစ်ခွေးတွေကကြိုးပမ်းနေတာပဲဖြစ်ပါတယ်စော်ဘွားရေရှင်ရွာဟာကလေးမြို့နယ်ထဲမှာပါဝင်တဲ့တမူးမြို့နယ်နယ်စပ်ကရွာဖြစ်ပြီးတော့စစ်ကောင်စီစစ်ကြောင်းကအရဲသားတွေကိုပြစ်ခတ်ဖမ်းဆီးတပ်ဖြတ်မှုတွေကျူးလွန်နေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်ကံကြီးရွာနဲ့ခုံသာရွာကအရဲသားတွေဖမ်းဆီးခံရပြီးတော့ ရှင်းဦးတက်ဖြတ်ခံလိုက်ရတယ်လို့ကလေးမျိုးကန်တအူးကအတိအပြုပြောကြားထားပါတယ်ဒီရပိုင်းနေထဲမှာအရသားတွေဖမ်းခံထိနေတယ်ရှစ်ယောက်အသက်ခံလိုက်ရတယ်စစ်ခွေးစစ်ကြောင်းကစစ်ရာဇဝဲမှုတွေကျူးလွန်ရင်ဒေသခံတွေအတွက်ဆုံးရှုံးမှုကြီးမားတယ်လို့သူကပြောပြထားပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာဩဂတ်လဇန်ကရဲကကလေးမျိုးနယ်မြောက်ပိုင်းမှာစစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီးတော့ ိုက်ပွဲတွေပြင်းထန်နေခဲ့တယ်လို့ကာကွယ်တပ်ဖွဲ့နဲ့နှိဆက်သူတို့ကပြောပါတယ်စစ်တပ်ကလေကြောင်းလက်နက်ကြီးအင်အားတွေကိုတုံးပြီးပစ်ခတ်နေလို့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေစုခွာပေးလိုက်ရတဲ့အခါမှာမြေပြင်ကနေရှေ့ကိုတိုးနေတာလို့၎င်းကပြောပါတယ်မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူနှလားကြော်ကြတဲ့အထိခုခံတက်ခိုက်ခဲ့ပြီးတော့စစ်ခွေးတွေဘက်ကအင်အားနှစ်ဆကျော်တိုးတက်လာပြီးစစ်ကြောင်းဝင်လာလို့ခွာစစ်ဆင်ခဲ့ရတာလို့ကာကွယ်ရဲဘော်တို့ကလူမှုကွန်ရက်ပေါ်မှာရှင်းပြထားပါတယ်လက်ရှိကလေးတမူးတွာလာမှုတွေကိုပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေကသတိပေးထားပါတယ်လုံခြုံရေးအခြေအနေအရ ကာကွယ်တပ်ဖွဲ့တွေထုတ်ပြန်ထားတဲ့သတိပေးချက်တွေကိုလိုက်နာကြဖို့တမူခရံပြည်သူ့ကာကွယ်တိုက်ရင်လေးကတိုက်တွန်းထားပါတယ်လက်ရှိဒေတာတွင်အခြေအနေကြောင့်ကလေးမျိုးနယ်ကနန်းဟန်ွယ်နန်းဆောင်ဘူးကျန်းစက်ကုန်း56မိုင် ခုံတာကံကြီးရာစကြိုမြဆိုင်ရွာအပါဝင်ခြေပါပေါင်း20ကျော်ကဒေသခံပြည်သူ1000ကျော်ဟာစစ်ဘေးရှောင်နေရပြီးတော့အခုညီတွေလိုအပ်နေတယ်လို့တင်ရရှိပါတယ်။ကလေးမျိုးဘော်ကလည်းစစ်ဘေးရှောင်နေအများပြရောက်ရှိလာပြီးတော့စစ်ကောင်စီကဖမ်းဆီးနေတာကိုတွေ့ရှိရကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့စင်ကြေဘုံရက်ွက်တွေမှာကြားဖြန့်သမားရေစီကိုဗန်ဆောက်ရောင်းချခဲ့တဲ့သူတွေကိုစစ်ခွေးတပ်ကလိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကမန္တလေးမြို့စင်ကြေဘုံရက်ွက်မှာလူတစုကရက်ွက်နေပြည်သူတွေကိုကိုယ့်ရဲ့မှတ်ပုံတင်တဲ့အတူဗန်မှာငွေစုစာအုပ်လိုက်လုပ်ပေးရင်နှစ်တောင်းပေးမယ်ဆိုပြီးခေါ်ယူခဲ့တယ်လို့ပြောပါရတယ်။ ဲ့ဒီဗန်ဆောက်တွေကိုတော့ပတ်စံပေးတဲ့သူတွေကတင်းယူသွားခဲ့ကြောင်းဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့စက်တမလာတဲမှာတော့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်ကြီးွာတရွာမှာအဲ့ဒီလိုငွေရလို့ဗန်ဆောက်လုပ်ပေးခဲ့တဲ့ပြည်သူတွေအများအပြားဖမ်းဆီးခံလိုက်ရကြောင်းဒေသခံတွေကပြောပါတယ်တရွာလုံးမှာ2000ရတယ်ဆိုပြီးတော့လိုက်လုကြတာပေါ့နောက်တော့ကြားဖြတ်နေနဲ့ ပတ်သက်လို့ဆိုပြီးအဲ့ဒီဗန်ဆောက်ပိုင်ရှင်တွေအကုန်ဖမ်းခံလိုက်ရတယ်လို့ဒေသခံအမျိုးသမီးတအူးကအတီးပြုပြောကြားထားပါတယ် ဖမ်းဆီးခံလိုက်ရတဲ့ပြည်သူအရေးအတွက်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ကြားဖြန့်သမားတွေဟာမသိနားမလဲတဲ့ပြည်သူတွေရဲ့ဗန်းဆောင်အုပ်တွေနဲ့ KP တွေထပ်ဖွင့်ပြီးတော့ငွေလိမ်နဲ့နေအမအသုံးပြုနေခဲ့တာကြောင့်မူလအကောင့်ပိုင်ရှင်ပြည်သူတွေဒုက္ခရောက်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာပြည်သူတွေဟာကိုယ်ဘဏ်အကောင့်ကိုတွားရောက်ပိတ်ခဲ့ပေမဲ့ဘဏ်ကပိတ်လို့မရတော့ဘူးလို့ဆိုတာကြောင့်စိုးရိမ်နေရကြောင်းဒေသခံတွေကပြောပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေပေါ်က group တွေမှာလည်း KP အကောင့်တွေရောင်းဝယ်နေကြတာကိုတွေ့ရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်ဆယ်တဲရွာသား၂ဦးကိုအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကဖမ်းဆီးပြီးတော့ဓားနဲ့မှုံပြီးတပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဝါလာ၁၈ရက်နေ့ကစာလင်ကြီးမြို့နယ်ညောင်ပင်ကြီးရဲစခန်းကနေထွက်လာတဲ့အကြမ်းမဲ့စစ်ခွေးဆယ်ကျောင်းဟာကျွေးရွာအတွင်းမှာစစ်ကြောင်းထုတ်ဝင်ရောက်လာကပြည်သူတွေရဲ့နေအိမ်ထဲကနေပြီးတော့ရွှေငွေလက်ဝတ်ရတနာပစ္စည်းများနဲ့အိမ်သုံးပစ္စည်းများကိုဖောက်ထွင်းခိုးယူခြင်းပြည်သူများကိုတစားကန်ဖမ်းဆီးခြင်းများလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမြေပြင်စစ်ကြောင်းများနဲ့အတူအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေတက်လာတဲ့ပါရာမော်တာနယ်လဲကျွေးရွာအတွင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုဘုံကျဲတိုက်ခိုက်မှုကြောင့်ဆယ်တဲရွာဖုံးကြီးကျောင်းအတွင်းမှာရှိတဲ့နေဗံရင်နဲ့ ရင်ကိုယ်တော်မီးလောင်သွားခဲ့ပြီးတော့မီးငြိမ်းတိုက်ရန်ထွက်လာတဲ့ရွာသူရွာသားများကိုလည်းစစ်တပ်ကဖမ်းဆီးပြီးတော့ရိုက်နှိုက်ခဲ့ရာ အပြင်းထန်ဒဏ်ရာရရှိသူတွေရှိတယ်လို့ပြောပါတယ်။ဒါ့အပြင်ဆယ်တဲရွာသားနှစ်ဦးကိုလည်းဖမ်းဆီးပြီးတော့ဓားနဲ့မှုံမီတက်ဖြတ်ခဲ့ရာနှစ်ဦးစလုံးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။စစ်တပ်ကဘုံကျဲလို့ကားထားတဲ့ဂိုဒေါင်နဲ့ကားမီးလောင်လို့ဆိုပြီးတော့ရွာသူရွာသားတွေကထွက်ပြီးမီးငြိမ်းကြတာ။မီးငြိမ်းဖို့ထွက်လာတဲ့ရွာသားတွေကိုစစ်ခွေးတွေကဖမ်းပြီးတော့ရိုက်တယ်။ရိုက်ပြီးပြန်လွှတ်လိုက်တဲ့သူတွေလည်းဓာရာတွေရထားတယ်။တစားကန်အဖြစ်နဲ့ဆယ်တဲရွာသားနှစ်ယောက်ကိုခေါ်သွားတယ်။အဲ့ဒီနှစ်ယောက်စလုံးကိုဓားတွေနဲ့မှုံပြီးတော့တတ်တာ။တယောက်ကရွာမာရင်တေသွားတာ။နောက်တယောက်ကတော့အခုမနေ့မှတေသွားတာ။တစားကန် ဖမ်းခါရတဲ့နှစ်ယောက်သေးတယ်နှစ်ယောက်စလုံးမနေ့ကပဲတကြိုလိုက်ရတယ်လို့ PDF သတင်းရေးမြစ်ကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းမှာစစ်တပ်ဝစ်စုံရဲဝစ်စုံဝစ်စင်သူများအပြင်အရက်ဝတ်ဘောင်းမီတို့ဝစ်စင်သူများလည်းပါဝင်ပြီးတော့ပြည်သူလူထုနဲ့တော်လိုင်းတပ်ဖွဲ့များကိုလှည့်စားရန်ဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်စားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ဆယ်တဲကြီးရွာဝမ်မေးကြီးရွာ ဟောင်းကထာကြီးရွာမိုးချိုးပြင်ကြီးရွာခန်းတော်ကြီးကြီးရွာတုံးတော်ကြီးရွာတုံရွာတုံးရွာဘင်္ဂါကြီးရွာလေဒီကြီးရွာအုပ်စုတို့အတွင်းမှာရှိတဲ့ပြည်သူတွေထောင်ထဲချီပြီးတော့ထွက်ပြေးတန်းရှောင်နေရတယ်လို့သိရပါတယ်အခုလက်ရှိစစ်ကြောင်းထိုးခံနေရတာကိုရီမာပတ်စံတွေရောဖုန်းတွေရောရွှေတွေရောအကုန်ပါသွားတယ်အခုကထွက်ပြေးနေကြရတာပါဖောင်းကရာတို့မိုးချိုးပြင်ဒုံတို့ထန်းတော်ကြီးတို့ပေါ့တုံးကသုံးရွာတို့ရှိတာထန်းတော်ကြီးတွေကဘာတွေကအစုံပဲရှိသမျှအကုန်ထွက်ပြေးနေရတာကျုပ်တို့ရွာကောပေါ့ရွာကတော့မနက်ကတုန်းကတမနာလုံးပြေးနေကြရတာ တုံးတော်ချောင်းတို့တုံးရမတို့ကဖောင်းကထားပြီးတော့ဘင်ကလေဒီအဲ့ဒီအုပ်စုတွေတကြောကြီးပဲပြင်းနေကြရတာလူကြီးကမနေဘူးလူကြီးတထောင်ကျော်တယ်လို့ PDF သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခမောင်နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရဲရဲစခန်းကိုအင်အားဖြည့်ရန်လာတဲ့စစ်ခွေးစစ်ကြောင်းကိုကြောက်ဖြတ်တိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ18ရက်နေ့မြောင်မြို့နယ်ကြောက်ရရဲစခန်းကိုအင်အားဖြည့်ရန်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်လက်ရှိအချိန်မှာကြောက်ရရဲစခန်းအနီးမှာရှိတဲ့ကြီးရွာ၄ရွာကျော်ကထောင်ထဲချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ စစ်ခွေးတွေကတင်းမောနဲ့လာပြီးတော့ဆင်းဖြူရှင်တရာအောက်ဘက်ကနေမြေပြင်ကိုစစ်ကြောင်းထိုးလာတာသူတို့စစ်ခွေးအထံရှိတဲ့ကြောက်ရဲရဲစခန်းကိုထိုးတာပါ အင်အားဖြစ်တင်းမှုအတွက်လာလာလို့တော့သိရတယ်ဇေခွေးအင်အားကတရာလောက်ရှိတယ်ကျွန်တော်တို့ကြောက်ရရဲစခန်းမရောက်ခင်လမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်တာဇေခွေးထိခိုက်သေးဆုံးမှုရှိပါတယ်အရေးအတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ဘုံရွာခရိုင်တရဲဆန်ကစစ်ကြောမှုကိုအောင်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုချောင်းမြို့နယ်တော်လိုင်းရေးတပ်ချောင်း Revolution Army နေကန်တရဲများနဲ့ဒေသခံတော်လိုင်းရေးတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွား Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ